ကလေးငယ်လေးတွေကိုထိရောက်စွာကူညီမှုမရှိဘဲအပေါ်ယံလုံးနေလို့လူပြောများနေတဲ့ခိုင်နေဝေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဘာမဆယ်လီဘရီတီမှကြိုဆိုလိုက်ပါတယ်ပရာဟိတာမိခင်ခိုင်နေဝေကတော့အရင်လိုစိတ်မှန်စွာနဲ့ကူညီမှုတွေမပြုလုပ်တော့ဘဲအပေါ်ယံလုံးနေတယ်ဆိုပြီးတော့လူပြောများကဝေဖန်ခံနေရတာဖြစ်ပါတယ် အထူးသဖြင့်ကတော့လက်ရှိမှာထောက်ကြံလန်းဆောင်မှာအခက်အခဲတွေ့နေတဲ့ကလေးငယ်လေးတွေကိစ္စအပေါ်မှာတိကျစွာစစ်ဆေးအရေးယူတာမျိုးမရှိတာကြောင့်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကထောက်ကြံလန်းဆောင်မှာကလေးငယ်လေးတွေကမိခင်ရဲ့စိတ်ခိုင်းမှုကြောင့်လမ်းဘေးမှာတောင်းစားနေရပါတယ်။ဒါရီမကတနည်းအရွယ်ကလေးငယ်လေးပျောက်သွားလို့ဆိုပြီးတော့တာအကြီးဖြစ်သူသုံးနှစ်အရွယ်ကလေးငယ်လေးကိုမိခင်ဖြစ်သူကလက်ပါခဲ့တာပါ။ဒီအကြောင်းကဆိုရှယ်မီဒီယာမှာဗီဒီယိုဖိုင်နဲ့တကွပြန့်နှံ့လာခဲ့ပြီးတော့တော်တော်လေးလေးပွဲစုသွားခဲ့ပါတယ်။ ဒါကိုခိုင်နှင်းဝေကလည်းသူမကိုယ်တိုင်သွားရောက်ကူညီပါမယ်ဆိုပြီးတော့ကတိပေးခဲ့တာပါ။အဲဒီနေ့တွေတုန်းကတော့အင်းလေးဒေတာနဲ့တခြားသောဒေတာတွေမှာသွားရောက်လူလန်းနေတာဖြစ်တာကြောင့်ချက်ချင်းသွားရောက်ပြီးတော့မကူညီနိုင်ခဲ့ပါဘူး။ပြန်လာတာနဲ့ချက်ချင်းသွားတွေ့ပြီးတော့လိုအပ်တယ်လို့အရေးယူသွားမယ့်အကြောင်းကလေးတွေကိုတိတ်ချသွားကူညီပေးသွားမယ့်အကြောင်းပရာဟိတမိခင်ခိုင်နှင်းဝေကပြောနေတာဖြစ်ပါတယ်။ဒါကြောင့်အားလုံးကလည်းခိုင်နှင်းဝေပြင်လာမယ့်အချိန်ကိုစောင့်နေကြပြီးတော့ကလေးငယ်လေးတွေကိုအမြန်ဆုံးကူညီနိုင်ဖို့အတွက်ဆုတောင်းနေကြပါရစေ။ ပြီးခဲ့တဲ့နေ့မှာတော့ခိုင်နင်းဝေကအဲ့ဒီကလေးတွေကိစ္စနဲ့ပတ်သက်ပြီးတော့အသွားရောက်ဆောင်ဆန်းပြီးမိခင်ဖြစ်သူနဲ့လည်းအသွားတွေ့ခဲ့တယ်လို့သိရပါဗျ။မိခင်ဖြစ်သူနဲ့တုံးနှစ်အရွယ်ကလေးငယ်လေးကိုသူမကိုယ်တိုင်အသွားရောက်တွေ့ဆုံနေတဲ့ပုံတွေကိုလည်းတင်ပေးလာခဲ့တာပါ။ဒါပေမဲ့လည်းဒီကိစ္စမှာမသိငါစရာတွေလည်းရှိနေခဲ့ပြီးတော့ခိုင်နင်းဝေရဲ့လုံဆောင်မှုတွေကကလေးလေးတွေအပေါ်မှာအမှန်တကယ်ထိရောက်စွာကူညီနိုင်စွာမရှိခဲ့ပါဘူး။အဲ့ဒီကလေးလေးတွေရဲ့မိခင်ကအခုမှအသက်ငယ်ငယ်လေးဖြစ်ပြီးတော့ခင်မုန်းဖြစ်သူလည်းမရှိတာကြောင့် ပင်ပန်းဆင်းရဲစွာနဲ့ရှာဖွေစားတောက်နေရတယ်လို့ဆိုပါတယ်။အသက်26နှစ်အရွယ်သားရှိသေးတဲ့မိန်းကလေးတယောက်အနေနဲ့ကလေးငယ်လေးနှစ်ယောက်နဲ့အတူလမ်းဘေးမှာတောင်းစားနေရတာကြောင့်စိတ်တွေကလည်းပုံမှန်မဟုတ်တော့ပါဘူး။ဒီကြားထဲမှာတနှစ်အရွယ်ကလေးငယ်လေးကလည်းပျောက်ဆုံးသွားခဲ့တဲ့အတွက်ဒေါသထွက်ပြီးတော့တာအကြီးလေးကိုလက်ပါမိတာဖြစ်ကြောင်းဝမ်းနည်းစွာနဲ့ဝန်ခံပြောဆိုလာခဲ့ပါတယ်။သူမရဲ့လောရက်တွေအပေါ်မှာလည်းနောက်တရနေပြီဖြစ်တာကြောင့်ခိုင်နှင်းဝေကိုလည်းတောင်းပန်ခဲ့ပါသေးတယ်။ဒါကြောင့်မေခိုင်နှင်းဝေကတော့နောက်ထပ်ဒီလိုလောရက်မျိုးမလုပ်ဖို့ ပညာပေးဆုံးမခဲ့ပြီးတော့သူတို့ရဲ့အခက်ခဲတွေကိုလည်းအကူအညီပေးသွားမယ်လို့ဆိုပါတယ်။နေထိုင်စရာမရှိတာကြောင့်အခန်းလေးငှားနေလို့ရအောင်စီစဉ်ပေးခဲ့ပြီးတော့တခြားသောလိုအပ်တဲ့ငွေကြေးပိုင်းဆိုင်ရာတွေကိုလည်းအကူအညီပေးသွားမှာပဲဖြစ်ပါတယ်။ကလေးတွေကိုလည်းနောက်ထပ်ဒီလိုမျိုးမလုပ်တော့ဘူးဆိုပြီးတော့တောင်းပန်ခိုင်းပြီးခံဝင်ကလေးတွေလည်းထိုးထားတာဖြစ်တဲ့အတွက်အားလုံးပဲခွင့်လွှတ်နားလည်ပေးကြဖို့လည်းခိုင်နှင်းဝေကတောင်းဆိုလာခဲ့တာပါ။ကလေးအငယ်လေးကတော့ပျောက်ဆုံးနေစေဖြစ်ပြီးခိုင်နှင်းဝေဘက်ကဆက်လက်ရှာဖွေနေစေပဲဖြစ်ပါတယ်။ ဒီလိုမျိုးကုညီလုံးဆောင်ပေးခဲ့ပေမဲ့ကလေးတွေရဲ့နောင်ရီကတော့စိတ်မချရတဲ့အတွက်ခိုင်နှင်းဝင်ရဲ့ကုညီမှုကအရင်လိုစိတ်မမှုမရှိတော့ဘူးဆိုပြီးလူပြောများကဝေဖန်ခံနေရတာဖြစ်ပါတယ်။ကလေးငယ်လေးတွေကိုဒီလိုမျိုးစိတ်မချရတဲ့မိခင်နဲ့ဆက်ပြီးတော့ထားနေမယ်ဆိုရင်နောက်ထပ်ဒီလိုကိစ္စတွေဆိုတာကလည်းထပ်ပြီးတော့ဖြစ်လာအောင်မှာပဲဖြစ်ပါတယ်။ဒါကိုခိုင်နှင်းဝေကိုရိုင်းကလည်းတီးပါရဲ့နဲ့ကလေးလေးတွေကိုဒီအတိုင်းထားပြခဲ့တာကြောင့်ဝေဖန်မှုတွေကပြင်းထန်နေတာပါ။ ။ကုညီမယ်ဆိုရင်လည်းတေချာစွာကုညီလုံးဆောင်ဖို့နဲ့လောလောဆယ်မှာတော့ဘာမှမသိနားမလဲတဲ့ကလေးငယ်လေးတွေကိုပဲအရင်ဆုံးကယ်ထုတ်ပေးဖို့အတွက်ပြောနေကြတာတွေလည်းရှိပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ရောခိုင်နှင်းဝေရဲ့အခုလိုလှုပ်ဆောင်မှုအပေါ်မှာတင့်တော်တယ်လို့ထင်မြင်မိကြပါသလားရှင်။ကြီးစုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။